အဖြစ်ည၈နိုင်ကြော်သွားပါပဲ။မူရတယောက်ကျူရှင်ဟနေအိမ်ပြန်လာနောက်ကျနေရပါ။နောက်ကျနေတာမလို့မူရလည်းကားကိုနည်းနည်းမြန်မြန်မောင်းနေပါရဲ့။ကျူရှင်ဆီယာမလည်းနောက်ကျမှပေးပြန်တယ်။သွားတော့ဆော့ဆော့သွားတယ်။ပြန်တော့နောက်ကျမှပြန်ရတယ်။စိတ်ညစ်လိုက်တာဟာလမ်းမှောင်ပါတယ်ဆို။အဲ့လိုမောင်းလာရင်အချိန်ကမြန်နေတာမလို့သူ့ရှိမှပေါ်လာတဲ့ကောင်းလေးတယောက်ကို ဝင်ကျုံမိပါလေရော။မူရလည်းလန့်သွားတာပေါ့။ဟာသွားပြီဟာ။ငါတို့တောက်ပြက်တာကြီးကြီးတက်ပြီပဲ။အမူတော့ပတ်တော့မှာပဲဟာ။ ဒါပေမဲ့မူရကချက်ချင်းထွက်မပြေးသွားပါဘူး။အောက်ကိုဆင်းကြည့်လိုက်ပါရယ်။ဒါပေမဲ့လည်းသူကအောက်မှာဘသူမှမရှိသလိုအနောက်ဘက်မှာလည်းဘသူဆိုဘသူမှရှိမနေပါဘူး။ဟမ်ဘာလား။ဒီနားမှာတယောက်ယောက်ကိုတိုက်မိရသေးချာပါရယ်။အခုဘယ်ရောက်သွားလဲ။မူရလည်းတခြားနေရာတွေကိုတစ်ချက်လမ်းရှိုးလိုက်ပါသေးတယ်။ဒါပေမဲ့မှောင်နေတာကလွယ်ပြီးတခြားပါကိုမှမမြင်ရပါဘူး။ဟုတ်။မိရလည်းညမလူကြီးပြက်နေရဟေးဘာမှမမြင်ရဘူး။တကယ်ပါပဲဟာ။ တော်ပြီဟာပြန်လာကောင်းတယ်ငါအမြင်မှားတာနေမယ်အမကြီးအမကြီးမူရလည်းသူ့နောက်ကိုလှည့်ကြည့်လိုက်တော့ကောင်းလေးတယောက်ရောက်နေတာကိုမြင်လိုက်ရပါတယ်အမကြီးကနဲ့ကျွန်တော်လမ်းကြုံလိုက်လို့ရမလားဗျကုညီပေါင်းဗျကျွန်တော်တကယ်အရေးကြီးသောဆရာရှိနေလို့ပါငါမင်းကိုဘာလို့တင်ရမှာလဲမင်းနဲ့ငါနဲ့တိမမသိတာလောက်ပါမကြီးဟာကျွန်တော်တကယ်အရေးကြီးသောဆရာရှိလို့ပါဗျကုညီပါနော်အိမ်ကိုအမြန်ရောက်ချင်လို့ပါမူရလည်းကောင်းလေးရဲ့အခြေအနေကိုသေချာအကဲခတ်လိုက်တာပေါ့ မရဘူးမရဘူးမရညစ်ပတ်နန်းစောနေရပဲငါကားပေါ်ခေါ်လို့မရဘူးအနက်နေဆွဲကုန်ရင်ဘလို့လောက်မှာလဲကျွန်တော်တောင်းဆိုပါရဲ့မကြီးရဲ့ကုညီပါဗျာကျွန်တော်တကယ်အေးကြီးနေလို့ပါဟာတော်တော်တော်အိမ်ကျန်တော့ကြနေပါရဲ့ဆိုမရဘူးသွားတခြားကားသွားငါငါတက္ကစီသမားလည်းမဟုတ်ဘူးမူရကားကားပေါ်တက်သွားပြီးရင်မောင်းထွက်သွားပါလေရော အမကြီး အမကြီးကုညီပါအောင်ဗျာ အမကြီးဒါပေမဲ့လည်းဒီကလေးကတာမန်ကလေးတော့ဟုတ်မနေပါဘူး မျက်လုံးထဲကမျက်ရည်တွေကသွေးမျက်ရည်တွေဖြစ်နေရပါတင်းနောက်မူရလည်းအိမ်ကိုပြန်ရောက်လာပါတယ်ဟာပင်မလိုက်တာဟာမူရလည်းအနားယူဖို့အိမ်ထဲကိုဝင်လာခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်တကားခေါက်တန်တစ်ခုကို ကြားလိုက်ရတာမလို့ဟမ်ဘသူလဲဟာ နားချင်နေပါပြီဆိုဘသူလဲမသိဘူးဟာမူရလည်းအိမ်ပြင်ဖက်ကိုပြန်ထွက်လာခဲ့ပါတယ်အိမ်ပြင်မှာဘသူမှမရှိပါဘူးဆိုပေမဲ့အရေးမကြီးတစ်ခုကတော့မူရရဲ့အိမ်နဲ့ဝင်သွားပါပဲ ဘသူမှလည်းမရှိပါလားဟောငှက်တွေထင်ပါရဲ့ဟာဘသူလာလာ နားတော့မယ်ဟာမူယာကတယောက်တည်းနေတဲ့သူပါတငယ်ချင်းတွေတော့ရှိပါရဲ့အဲ့ဒီနေညမှာတော့အရာအလုံးအေးဆေးဖြစ်နေပြီးမနှက်ခင်မောလင်သွားခဲ့ပါတယ်ဒီနေ့အကြောင်းပြရဖြစ်တာမလို့မူယာလည်းအေးဆေးဆေးအနားယူနေခဲ့ပါတယ်ဂိမ်းလေးဆော်လိုက်ဆက်လန်းလေးကြည့်လိုက်နဲ့အလုတ်ဖြစ်နေရပါဒါပေမဲ့အရှိတ်မဲကြီးကလည်းသူ့ဘေးကဖြက်ဖြက်သွားနေပါတယ် မူရကတတိထားမိပေမဲ့စိတ်ထင်တာဖြစ်မယ်ဆိုပြီးလှုပ်ရှားရှိတာလုပ်နေပါတယ်။ဒါပေမဲ့ဒီခါမှာတော့မူရလည်းတတော်လေးကိုလန့်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်ဖုန်းကိုထုတ်လိုက်ပြီးအေးနုနုရေဘယ်ချိန်လာမှလဲ။လာမှဆိုရင်လည်းမြင်မြင်လာတော့ဟာငါနင်းတို့စောင့်နေတာကြာနေပြီဟာ။နောက်ထပ်နိုင်ဝက်လောက်ကြာသွားပြီးရဲ့နောက်တော့နုနုတို့လည်းမူရရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။နုနုကစပြီး ဘာဖြစ်တာလဲဟာခါရိုင်းနင်ငါတို့အမြင်မခေါ်ပါဘူးဘာလို့လဲဘာလို့လဲတော့ငါလည်းမသိဘူးဟာဒါပေမဲ့ဒီနေ့ငါစိတ်ထဲနည်းနည်းကြောက်နေလို့ဟာတရားလေးပါလဲထိုင်နေဟာနင်ကတောက်ထဲနေတာဆိုတော့စိတ်ငြိမ်ဖို့လိုတယ်ဟာတော်ကြယူနေအောင်မယ်နော်ဒါပေမဲ့ဝတ်တန်ကတော့ဘာစကားမှမပြောပဲတနေရာတဲကိုစိုက်ကြည့်နေခဲ့ပါတယ်အချင်းအတော်ကြောင့်ကြည့်နေပြီးတဲ့နောက်တော့မူရနင့်မမောင်းလေးရှိတရားလားငါတို့နဲ့မိတ်ဆက်ပေးအောင်လေဟာဘာ ဘေမောင်လေးလည်းနင်ပါရီပြောနေရလဲဟာနင်းရလဲဖုန်းနားမှာနင်မောင်လေးစောင့်နေမှာဘူးလားမိတ်ဆက်ဘေးုံလေးဟဲ့ငါမှပါမောင်လေးမှမရှိဘူးအယူထမနေနဲ့ငါတူတီတော်သမီးနော်ငါတယောက်ကိုမြင်လိုက်တယ်လို့ပဲဟာထားလိုက်ပါဟာနင်အမြင်မှားတာနင်မှာပါအဲ့လိုနဲ့နူနူတို့လည်းမာယာရဲ့အိမ်မှာအကြိုင်းနေခဲ့ကြပါတယ်ညနေဖက်မှာတော့နူနူတို့လည်းအိမ်ပြန်ဖို့လှုပ်ကြတာပေါ့ငါတို့ပြန်ပြီနော်အေးပါကောက်ကူးဆိုင်မအောင်အေးအေးနင်လည်းဖျားလေးပါလေရှစ်ခိုး တရားလေးပါလဲထိုင်အဲ့ဒါမှစိတ်ငြိမ်ပါဟာနနူးတို့လည်းကားပေါ်တက်သွားပြီးမူယာရဲ့အိမ်ထဲကနေထွက်ဖို့လှုပ်နေပါပြီမနှက်ပြန်ကြောင်းပွင့်နေတော့စောစောလာခဲ့ကြလားမူယာရဲ့အိမ်ကညာဘက်ရောက်လာတာနဲ့အရန်ကို တိတ်ဆိတ်နေတက်ပါရင်ဘေးအိမ်တွေကလည်းဝေးတော့မူယာရဲ့အိမ်ကခြောက်ချားစရာဖြစ်နေတာပါညစာစားပြီးတဲ့နောက်ရေခဲတက်တာထဲမှာရေပူးရှာနေတော့စန်တရားတီးတန်တချို့ကြားလိုက်ရပါတယ်စန်တရားတီးတန်ကသူ့အိမ်ထဲကနေလာနေတာကိုမူယာလည်းသတိထားမိသွားပါတယ် ဟာစံတရားတီးတန်ကငါရင်ပေါ်ထက်ကနေလာနေရပဲဘာလားဟာမုံရလည်းအပေါ်ထက်ကိုဖြည်းဖြည်းချင်းတက်လာတာပေါ့အပေါ်ထက်မှာစံတရားရှိတယ်ဆိုပေမဲ့တီးနေတဲ့သူမရှိပဲအတန်တွေထွက်နေတာပါမုံရလည်းအခန်းမီးကိုဖွင့်လိုက်တော့အတန်အပြောက်သွားခဲ့ပါတယ်မုံရလည်းပူပူလှန့်သွားပါတယ်ဒါပေမဲ့နောက်ထပ်ထူးခြားတာတော့ဘာမှမဖြစ်သွားပါဘူးဘာမှမဖြစ်ပေမဲ့မူရကတော့လှန့်သွားတာမလို့တညလုံးအိမ်မရဖြစ်သွားခဲ့ပါတယ်။နောက်ရဲ့ကြောင်းတဲ့ချိန်မှာတော့နူနူဟာ နင်ဒီနေ့ကြောင်းလာတာနောက်ကြရရောဘာဖြစ်နေရလဲဘာဖြစ်ရမှာလဲဟာငါမင်းညာတရေ၆တာခင်ရလို့ဟာတညလုံးကောင်းကောင်းမအိပ်ရအောင်ဟာဟိုးမူယာနင်တော့မှားနေပြီထင်တယ်တရေကဘာလို့နင့်ကို၆တာလဲအရင်ညတွေကဘာမှမဖြစ်ဘူးမှလားအေးဟုတ်တယ်ဟာအရင်ကမ၆ဘူးအခုမှ၆နေရမဖြစ်နိုင်ပါဘူးဟာကဲပါတညငါတို့ညောင်နင့်အိမ်မှာလိုက်အိပ်ပေးမယ်โอเคအဲ့ဒီနေညမှာတော့နူနူက မူယာရဲ့အိမ်ကို စစ်ဆေးရေးဝင်နေပါတယ်။မူယာပြောသလိုတရေတကယ်ရှိမရှိစစ်ဆေးနေရပါ။ဒါပေမဲ့လည်းမူယာရဲ့အိမ်မှာတရေမပြောနဲ့အရေးတောင်မတွေ့ရဘူးဖြစ်နေပါတယ်။အဲ့ဒါကြောင့်နွနုလည်းမူယာနားကိုသွားလိုက်ပြီးဟဲ့မူယာဘာတရေမှမရှိပါဘူးဟာ။နေစိတ်ထင်ညာနေပါမယ်။ငါတအိမ်လုံးပတ်ကြည့်ပြီးပြီးဘာမှမရှိဘူး။ညစင်တိုင်းလောက်မှတော့နွနုနဲ့ဝတ္တန်ကအိပ်ပျော်နေပါပဲ။ဒါပေမဲ့မူယာကတော့အလန့်လွန်အလွန်လန့်တွေဖြစ်နေတာမလို့အိပ်မရပါဘူး။ ။နောက်ရက်မနေ့မှာတော့မူယာငါတို့နေ့အိမ်မှာတညလုံးအိတ်ခဲ့တာပဲဘာမှမတွေ့ဘူးနော်။ဟုတ်တယ်မူယာနေစိတ်ကဖြစ်ညာနေမယ်။အေးထင်တာပဲဟာ။အေးအေးအဲ့ဒါဆိုငါတို့ပြန်တော့မယ်ဟာ။နနူတို့လည်းကားနဲ့ပြန်သွားခဲ့ပါတယ်။ဟောငါစိတ်ကဖြစ်ညာလားဘာလားတော့မသိဘူး။ငါတငယ်ချင်းတွေအိတ်တဲ့ညမှာဘာမှမဖြစ်တော့ဘူး။ယူကျင်စရာပဲ။ အဲ့လိုနဲ့အချိန်တွေကုန်သွားပြီးနေ့ကနေညဖက်ကိုရောက်လာခဲ့ပါတယ်။မူရလည်းညစာစားနေခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီလိုစားနေတော့မှပဲထူးခြားတာတွေစဖြစ်လာပါတယ်။သူစားနေတဲ့ပကံတွေအကုန်လုံးသူ့ဘာသာသူလှုပ်လာပြီးလေပေါ်ပြန်တက်ကုန်တာပါ။ပြီးတာနဲ့အောက်ပြန်ကျလာပြီးအကုန်ကွဲကုန်ပါတယ်။မျက်နှာကျက်မီးကလည်းပိတ်သွားပြီးမှန်တကားတွေလည်းအက်ကွဲသွားပါတယ်။မူရလည်းလှန့်လာပါလျော့။အချိန်တွေကအရင်ညထက်ပိုကျန်းလာပါပြီ။ ။မူရလည်းအိမ်ထဲကနေထွက်ပြေးဖို့လုပ်တော့တခုခုနဲ့တိုက်မိပြီးလဲသွားပါတယ်။မကြပါဘူး။သူ့ရှိမှအလင်းရောင်တစ်ခုလည်းလင်းလက်လာပါတယ်။အရေးမကြီးတစ်ခုကိုလည်းမြင်လိုက်ရပါတယ်။အဲ့ဒီအရေးမဲကမူရရဲ့ကားနဲ့ဝင်တိုက်မိခဲ့တဲ့ကောင်လေးပါပဲမလောက်ပါနဲ့ငါဘာမှမလောက်ပါနဲ့တောင်းမှန်ပါရင်ထွက်သွားနင်ထွက်သွားအမကြီးကျွန်တော်ပါဗျကျွန်တော်ကိုကူညီပေးပါလားဗျဟင်နင်လားဟုတ်တယ် အမကြီးကျွန်တော်ကူညီပေးပါဗျာကျွန်တော်အိမ်ကိုပြန်ဖို့လိုနေပြီဗျကျွန်တော်အဖေနဲ့အမေကကျွန်တော်မျောနေလောက်ပြီဗျာမူရလည်းကောင်းလေးကိုတနာသွားတာပေါ့အဲ့ဒါကြောင့်နောက်ရက်မနေ့မှာတော့မူရလည်းကားနဲ့ကောင်းလေးကိုလိုက်ပို့ပေးခဲ့ပါတယ်ဒီလိုနဲ့ပဲကောင်းလေးရဲ့အိမ်ကိုရောက်လာပါတယ်သူ့အိမ်မှာတော့အသက်ကြီးကြီးယောက်ျားကြီးနဲ့မိန်းမကြီးရှိပြီးကလေးမလေးတယောက်လည်းရှိနေပါတယ်ကောင်းလေးကအာရဝမ်းသာပြေးသွားလိုက်ပြီးအဖေအမေတားပြန်လာပြီနော်ဒါပေမဲ့ အိမ်ထဲကလူတွေက ကောင်းလေးပြောတာမကြားသလိုသူတို့လှုပ်ဆရာရှိတာတွေကိုပဲလှုပ်နေတာပါအဖေအမေတားပြန်လာပြီဗျတားပြောတာမကြားဘူးလားအဖေအဖေကောင်းလေးလည်းငိုပါတော့တယ်သူပြောတာကိုသူမိပါတွေကကယူလုံးဝမဆိုင်တာပါတီမြင့်ကွင်းကိုကြည့်ပြီးမှုရာလဲတော်တော်လေးကိုဝမ်းနေသွားခဲ့ပါတယ်အမကြီးလိုက်ဖို့ပေးလို့ကျေးဇူးပါဗျာပြန်ချင်းပြန်လို့ရပြီနော်မှုရာလဲဝမ်းနေသွားတာမလို့သူ့ကနဲ့ပဲအိမ်ကိုပြန်ဖို့လှုပ်လိုက်ပါတယ် အဲ့လိုပြန်နေတော့လမ်းဘေးတနေရာမှာလူပြောက်ကြောင်ညာတစ်ခုကတ်ထားတာကိုလည်းမြင်လိုက်ရပါတယ်အမှန်မှာတော့အဲ့ဒီကောင်လေးကတီးဆုံသွားပြီဖြစ်ပြီးကောင်လေးကိုမူရကပဲမြင်ခဲ့တာဖြစ်ပါတယ်သူမိပါရဲ့ကယူမဆိုင်ကြဘူးဆိုတာကောင်လေးကတီးဆုံသွားလို့ဖြစ်ပါတယ်စာကိုရာဆလန်တွင်ကြိုက်တဲ့သူတွေက channel လေးကို subscribe လုပ်ထားပေးပါအောင်နော်ဒီ channel မှာစာကိုရာဆလန်ကောင်းတွေအများကြီးကိုတင်ဆက်ပေးပါမယ်ရှင်